မြန်မာနိုင်ငံရဲ့မိသားစုစီးပွားရေးကရိုးရှင်းနေမိဘအရင်နှီးပေးတယ်တာသမီးကမလုပ်ချင် သားသမီးကလှုပ်ချင်တဲ့မိဘမယုံကြည်အရင်ဒီပေးမဲ့မိဘနဲ့အလုပ်လုပ်ချင်တဲ့သားသမီးတွေ့ရင်တော့လေအလွန်ကောင်းပြီပဲမိဘအရင်ဒီပေးဖို့မတက်နိုင်မဖြစ်နိုင်ရင်ကိုဟာကိုဖြစ်အောင်လုပ်မိဘကလည်းအရင်နီးမှုကိုမပေးသားသမီးကလည်းမလှုပ်ချင်ရင်တော့မွေးပြီပဲအိမ်ဟာစိတ်မချဘူးဒီစကားကိုလည်းတရင်တနီဖြစ်မနေဘူးလားကျွန်တော်တို့စီကသားသမီးတွေတော်တော်များများနဲ့လေရင်းနှီးနေတဲ့စကားပါတယောက်ယောက်စီကကြားရင်တိတ်တောင်မထူဆန်းမှုကြားနေကြဖြစ်နေလို့ဒါပေမဲ့လည်းဒီစကားရဲ့နောက်ပိုင်းမှာကျွန်တော်တို့အန်ရည်ကင်းခဲ့ဘူးတလို့အခွင့်အရေးတွေကိုလည်းအများကြီးဆုံးရှုံးခဲ့ဘူးတချို့အရွယ်ရောက်ပြီ တခါမှလည်းခီးမထွက်ဘူးတဲ့သူတွေရှိမိဘတွေနဲ့ပြောတာမဟုတ်ဘူးနော်ကိုတယောက်တည်းဖြစ်ဖြစ်တငယ်ချင်းတွေနဲ့ဖြစ်ဖြစ်မထွက်ဘူးအထူးသဖြင့်မိန်းကလေးတွေပုံများမယ်ဘာလို့လဲအင်းရစိတ်မချလို့ခီးထွက်ဖို့တငယ်ချင်းတွေစုပြီးတော့တိုင်ပင်ကြတဲ့အခါမှာအကုန်လုံးတက်ကြွပြီးတော့သွားဖို့စီစဉ်တာတွေအကုန်ပြတ်သွားတယ်နောက်ွယ်ကအကြောင်းရင်းကငါအင်းရစိတ်မချလို့ငါအင်းရမလွတ်လို့ဆိုတာပဲမိဘတွေကသားသမီးတွေကိုကလေးလေးလိုပဲမြင်နေတာကိုချစ်တယ်လို့ထင်နေကြငါသားသမီးတွေကငါ့အတွက်တော့ကလေးလေးတွေပဲလို့ပြောတာကြားဘူးမှာပေါ့ဒါပေမဲ့တနေ့မိဘတွေမရှိတော့တဲ့အခါမှာလောကကြီးတဲ့ကိုတယောက်တည်းရှော့ရမယ်ဆိုတဲ့အခါမှာကိုကတကယ်ကိုကလေးလိုဖြစ်သွားတယ်ဘာဆိုဘာမှမသိဘူးသူများ ားလိန်နာခံရတယ်သူများပြောသမျှယုံတယ်တခုခုဆိုကြောက်နေတယ်ပြဿနာဖြစ်ရင်တယောက်ယောက်ကိုအရင်ဆုံးပြေးခေါ်ဖို့စဉ်းစားမိကာမမောင်ဘူးဘူးကာမမောင်ရေဘူးအင်းအားစိတ်မချလို့ကိုပိုင်စီးပွားရေးဘာမှမလုပ်ဘူးအလုံးမလုပ်ဘူးဘူးအင်းအားစိတ်မချလို့ဘဲမှခီးမထွက်ဘူးဘူးကို့မြို့တောင်ဆုံအောင်မရောက်ဘူးဘူးအင်းအားစိတ်မချလို့နိုင်ငံသားမှာကြောင်းတက်အလုံးလို့ဖို့စိတ်ကူးရင်နာတွေ ဖြက်ပစ်ခဲ့ရဘူးတဲ့အင်ဟာစိတ်မချလို့နိုင်အောင်မထွက်ဘူးအင်ဟာစိတ်မချလို့စသဖြင့်လေအကြောင်းမျိုးမျိုးနဲ့မလုပ်ဖြစ်တာလေအများကြီးပဲဒီလိုပြောလို့မိဘတွေကိုအပြစ်တင်တာမဟုတ်ဘူးနော်စိတ်မချဘူးဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့တိတ်ကိုအန်ရည်ကင်းပြီးတော့တိတ်ကိုလုံခြုံခဲ့ဘူးတဲ့မိဘရင်ဝင်မှာပဲအချစ်ခံပြီးတော့တေးတဲ့အထိနေနေတာပေါ့ဒါပေမဲ့မိဘအင်ဟာထွက်သွားတာနဲ့အိမ်ပြန်ရောက်တာနဲ့ငထုံကြီးလို့ဖြစ်သွားဘာမှမသိတော့တချို့ဆိုရင်လေတယောက်တည်းလူကြားတဲ့ရောက်ရင်လက်ဖျားတွေအေးဆက်လာတာမျိုးလူတွေကကြည်နေရင်ကိုကြောက်နေတာမျိုးတွေတနေရာရောက်ရင်စကားမပြောရတာတွေ အကုန်လုံးကလည်းစိတ်မချတဲ့နောက်ွယ်မှာတော့ side effect တွေကြီးပါပဲဒီတော့ကျွန်တော်တို့စိတ်ချတဲ့အချိန်မှာစိတ်ချပါကျွန်တော်တို့လမ်းလျှောက်တက်အောင်ကင်ထားပြီးတဲ့လက်တွေကိုလှုပ်ပြီးတော့ကိုယ်ပါတာကိုလမ်းလျှောက်ခိုင်းကြည့်ပါကျွန်တော်တို့အင်အားစိတ်ချပါ